ဂရေ၈၀သတင်းသားကိုအတုခိုးခဲ့တဲ့ဒီမီတာစုဒီဘီလင်နာမီတာစုကဆက်သက်စာမကုံအောင်ချမ်းသာကြွားခဲ့ပေမယ့်သူတို့ရဲ့ပေါ်ရုံမှုကြောင့်ပိုင်ဆိုင်ထက်သမျှအရာအကုန်လုံးကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ဒီမီတာစုကအတိတ်ကာလတုန်းကအမေရိကန်ပြည်ထောင်စုတစုလုံးထက်ကိုချမ်းသာခဲ့တာပါ။အမေရိကန်ကမြို့ကြီးတွေမှာအကောင်စားအင်ဂျီတွေပိုင်ဆိုင်ခဲ့ပြီးသူတို့မီတာစုကတက္ကသိုလ်တောင်တိစောက်ပေးခဲ့ကြပါတယ်။ဒီလိုချမ်းသာတဲ့မီတာစုကြီးစီးပွားရေးချက်ချုံကျသွားတဲ့နောက်ကမှဂရေ၈၀သတင်းသားရဲ့ဇလန်းလိုပညာတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ဘန်တာပစ်မီတာစုလို့ခေါ်တဲ့ဒီဘီလင်နာမီတာစုက တစ်ချိန်လုံးကတော့အမေရိကန်တနိုင်ငံလုံးထက်အချမ်းသာကျော်ဝသူတကမ္ဘာလုံးမှာအချမ်းသာဆုံးဖြစ်ခဲ့ကြသူတွေဖြစ်ပြီးတော့လက်ညှိုးညွန်ရာရွှေ့ဖြစ်ခဲ့ကြသူတွေဖြစ်ပါတယ်။ဒီမိသားစုကဒေါ်လာ6သန်းနီးပါးအကုန်ကျခံပြီးကာဝတ်တစ်ခုကိုကျင်းပနိုင်တယ်လို့ကြီးကျယ်ခန်းထားတဲ့အိမ်အဆောက်အဦတွေကိုပိုင်ဆိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ Rudy Island, Newport မှာရှိတဲ့ Breaker လို့အမည်ပေးထားတဲ့အိမ်ကြီး၊ New Carolina မှာရှိတဲ့ Baltimore ပရဝန်စတာတွေကိုလက်ဝယ်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ဒီမိသားစုရဲ့ချမ်းသာကြွားမှုဟာဒါတွေမဟုတ်သေးပါဘူးရှင်။သူတို့တွေကရှင်အောင်အနုပညာပစ္စည်းတွေကိုစုဆောင်းရတာကိုယူယူမှုမှုဆွဲလန်းသူတွေဖြစ်ပြီးတော့သူတို့တွေစီမှာအဖို့မဖြတ်နိုင်တဲ့ကမ္ဘာကျော်ပစ္စည်းကားလက်ရာတွေဗဟုပစ္စည်းတွေအပြင်တန်ဖိုးကြီးရှင်အောင်ပစ္စည်းတွေကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ပြီးတော့ဒီမိသားစုက North Star လို့အမည်ပေးထားတဲ့ဇင်ကန်ရွက်လေကြီးတစ်စီးအပြင်တခြားဇင်ကန်ရွက်လေတွေကိုပါပိုင်ဆိုင်ခဲ့ပြီးတော့ Brighter အတွက်ဆိုရင်လည်းဒေါ်လာတန်ပေါင်းများစွာကိုအတွက်ဆုံးရှိလှူဒါန်းခဲ့ကြသူတွေပါ။ဒီလိုအရာတွေထဲမှာအထင်ရှားဆုံးကတော့ Nashville Hill မှာရှိတဲ့ Vanderbilt တက္ကသိုလ်ကိုတိစောက်ခြင်းပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့သူတို့ရဲ့ချမ်းသာကြွားမှုတွေဟာယူကျင်စရာကောင်းပြီးဒီလိုချမ်းသာကြွားတဲ့အလျောက်သူတို့ရဲ့သုံးဖြိုးမှုကယူခနေလောက်အောင်ပါပဲရှင်။ Vanderbilt မိသားစုရဲ့တတိယမြောက်မျိုးဆက်တွေဟာ Gidget H လို့ခေါ်တဲ့မတုံးနိုင်မဖြုံးနိုင်လောက်တဲ့အထိငွေကြေးအမြောက်များစုမိတဲ့ခန္ဓာထဲဝါရဲခိတခိကိုပိုင်ဆိုင်နိုင်ခဲ့သူတွေပါ။ဒီနေ့ပြောရမယ်ဆိုရင်တော့ဒီတတိယမြောက်မိသားစုက Vanderbilt မိသားစုရဲ့ကြွားမှုကိုအများဆုံးဖြုံးခဲ့သူတွေဖြစ်ပါတယ်။ Cornelius နဲ့မြေတော်ဆက်သူ William Kissen Vanderbilt က အယ်ဘာစမစ်လို့ခေါ်တဲ့မြို့သမီးတူနဲ့လက်ထပ်ခဲ့ပါတယ်။အယ်ဘာစမစ်ကနယူးယောက်အထက်တန်းလွှာအတောင်ပိုင်းထဲမှာဝင်ဆက်နိုင်မှုကျိုးပန်းနဲ့ပထမဆုံးသောခြေလှမ်းအနေနဲ့1883ခုနှစ်အရောက်မှာတန်းချက်တရေတွေနေထိုင်တဲ့ပြစမမြောင်ရိပ်သာလမ်းမှာအင်ဂျီရခိုင်တစ်ခုကိုဒေါ်လာတန်ပေါင်းများစွာအကုန်ကျခံပြီးတော့စတင်ဆောက်လောက်ခဲ့ပါတယ်။ဒီလိုငွေကိုအတိုင်းအဆမရှိသုံးစွဲမှုကြောင့်ဘက်တာဗစ်မိသားစုကနယူးယောက်လူကုန်ထက်အတောင်ပိုင်းမှာအကုန်သင်းအပြည့်နဲ့ခြေချလာနိုင်ခဲ့ပါတယ်။ဒါရင်အမရသေးတဲ့အယ်ဘာစမစ်ကဒီနေ့ခေတ်ငွေပေါက်ဈေးဆိုရင်တော့ဒေါ်လာ6တန်းလောက်ရှိတဲ့ငွေပမာဏကိုသုံးပြီးတော့လူချမ်းသာတွေကိုပဲ ဖိတ်ခေါ်တဲ့ကပွဲတစ်ခုကိုလည်းထပ်မံကျင်းပခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘန်နာဘစ်မိသားစုကငွေကိုရီလိုဖြုံးလာတာကိုသဘောကျလာပြီးခန်းထားတဲ့အင်ဂျီရခိုင်တွေကိုဆောက်လုပ်တာပစ္စမမြောက်ရိတ်တာလမ်းမှာနန်းတော်၃ခုကိုတိဆောက်တာပြီးတော့ New Pop မှာဇင်ခံကေဟာဆောက်တာတွေကိုပါဇက်တိုက်လုံလာခဲ့ပါတယ်။ဘန်နာဘစ်မိသားစုထဲမှာငွေကြီးအများဆုံးဖြုံးခဲ့သူကတော့ George Washington Vanderbilt ပါရှင်။သူကမြောက်ကယ်ရိုလိုင်းနားမှာရှိတဲ့ကိုဝင်ချဲဝန်းတစ်ခုကိုဝယ်ယူပြီးတော့သမိုင်းမှတ်ကျမ်းဝင်မဲ့အင်ဂျီတအင်ကိုဆောက်လုပ်ခဲ့ပါတယ်။ဒီအင်ဂျီကအမေရိကန်သမိုင်းမှာဆောက်လုပ်ဖူးခဲ့သမျှအင်ဂျီထဲမှာဆိုရင်တော့အထက်ဝါဆုံးဖြစ်ပြီး အခန်းတွေမြောက်များစွာပါပြီးတော့အိမ်အပြင်မှာတစားစင်ထားတဲ့အမှုစိတ်ထုဆက်ထားတဲ့အထင်ကြီးလူပုဂ္ဂိုလ်တွေရဲ့ရုပ်ထုတွေအမှုပညာလက်ရာတွေပါဝင်ပြီးခြံဝန်းအတွင်းမှာဆိုရင်လည်းပန်းချက်အမောဖြစ်အနာယူဖို့တဲ့ဥယျာဉ်တွေအပြင်ရှုမြော်ကင်းတွေလည်းပါပြီးတော့ရေကူးကန်တွေလည်းတစ်ဆက်တည်းထည့်သွင်းတည်ဆောက်ထားပါတယ်။ဗဒဗစ်မိသားစုရဲ့အတိုင်းအဆမရှိသုံးဖြုံမှုကသူတို့ကိုမထင်မထားတဲ့ပြောင်းလဲမှုတွေကိုရင်ဆိုင်လာစေရပါတယ်။ဒါကသူတို့တသက်မှာတစ်ခါမှမကြောက်ဘူးတဲ့မြင်ဆိုင်မှုတဲ့ငွေကြေးပြဿနာပါပဲရှင်။သူတို့ရင်ဆိုင်ရတဲ့ပြဿနာတွေထဲမှာအဓိကအကျဆုံးကငွေကြေးစီမံမှုမနိုင်နေတဲ့ပြဿနာပါ။သူ တို့တွေကရှာထားမြငွေတွေကိုသုံးဖို့လောက်ပဲစိတ်ဝင်စားပြီးတော့ငွေကိုဆက်ရှာဖို့အတွက်ကတော့စိတ်ဝင်စားကြပါဘူး။ဒီအချိန်မှာကမ္ဘာတဝန်ပြောင်းလဲမှုတွေစတဲ့ဖြစ်လာပြီးတော့လေကြောင်းသွားလာမှုတွေနဲ့မော်တော်ကားတွေအသုံးများလာမှုကဘန်နာဘစ်မီတာစုရဲ့အဓိကပိုင်ဆိုင်မှုတွေဖြစ်တဲ့ရေကြောင်းခင်းနဲ့ရထားနဲ့အသုံးပြုမှုတွေကိုခေနောက်ကျကျင်းသွားစေခဲ့ပြီးတော့စီးပွားရေးကိုအယုံမဆိုင်ဖဲအပြော်အပေါင်းနောက်ကိုလိုက်နေခဲ့တဲ့ဘန်နာဘစ်မီတာစုကယင်းနှမြုံနယ်မှုအကြောင်းကိုလုံးဝနားမလဲတော့ပဲငွေကြေးပြဿနာတွေစတဲ့ဆိုသလိုကြုံလာရပါတော့တယ်။စီးပွားရေးပြောင်းလဲမှုအမွေဆက်ခံသူများလာတဲ့အတွက်ပိုင်ဆိုင်မှုတွေကိုခုတ်ဝေပေးရမှုပြီးတော့ ုတွေစောက်လုပ်ထားတဲ့ခန္ဓာချက်ဝါတဲ့အင်ဂျီတွေကိုပြုပြင်ထိန်းသိမ်းရမှုတွေကဒီဘီလင်နာမိသားစုကိုငွေရည်ကြီးအကျက်တဲတွေတွေ့လာစေပါတယ်။ဒီအချက်တွေကြောင့်ဘန်နာဘိတ်မိသားစုကတဖြည်းဖြည်းနဲ့ပိုင်ဆိုင်မှုတွေနည်းလာပြီးအခုခါမှာဆိုရင်တော့သူတို့ရဲ့ကြိုးဝါမှုကအနည်းအကျဉ်းသာရှိပါတော့တယ်။ဒီလိုတစ်ချိန်ကအမေရိကန်ပြည်ထောင်စုထက်ပိုချမ်းသာခဲ့တဲ့ကမ္ဘာမှာအချမ်းသာဆုံးမိသားစုဖြစ်အောင်အင်ပါယာတစ်ခုကိုတည်ထောင်နိုင်ခဲ့သူကတော့ Cornelius ဘန်တာဘစ်ပါရှင်။ဒီရရဲ့အကောင်လုံးကိုအခေယာဖြစ်တဲ့ Cornelius ဘန်တာဘစ်ကဘန်တာဘစ်အနွယ်ဝင်တွေကိုကြီးစုမဲ့ခေတ္တကြီးကိုတည်ထောင်ခဲ့သူတဦးဖြစ်ပြီးသူဟာပိုင်ဆိုင်မှုဆိုလို့ဘာမှမရှိဘဲခြေပလာလက်ပလာအနေအထားကနေသူမပိုင်မပြီးတဲ့အမေရိကန်နိုင်ငံရဲ့စီးပွားရေးကိုချုပ်ကန်နိုင်တဲ့လူတူအဖြစ်ကိုရောက်ရှိအောင်လှုပ်ဆောင်နိုင်ခဲ့သူတဦးဖြစ်ပါတယ်။ Cornelius ကမိခင်ဖြစ်သူစီကနေဒေါ်လာတရာကိုချေးယူပြီးတဲ့နောက်မဟန်တန်နဲ့ Staten Island တို့ကိုပြေးဆွဲတဲ့ရင်းရင်းတည်းနဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုစတင်ခဲ့ပါတယ်။ဒီစီးပွားရေးကနေစလို့သူကနောက်မှရင်းနှီးငွေသုံးတင်မော်ရီမြေချလုပ်ငန်းတွေမှာရင်းနှီး မြောက်နိုင်ခဲ့ရကနေအမေရိကန်ဒေါ်လာတန်တရာကျော်ကိုရှာဖွေနိုင်ခဲ့ပါတယ်။ဒီငွေပမာဏကိုဒီဘက်ခေတ်ရဲ့ငွေကြေးနှုန်းနဲ့နှိုင်းယှဉ်တွက်ချက်ကြည့်မယ်ဆိုရင်တော့ကန်ဒေါ်လာ185ဘီလီယံအထိပိုင်ဆိုင်မှုတွေရှိခဲ့တဲ့ Cornelius ကရေချောင်းနဲ့မြေထာလန်တို့ရဲ့ဘယင်တူအဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။ Cornelius ရဲ့ငွေကိုငန်းငန်းတက်ရှာဖွေမှုကအခုမှစတင်တာပါ။သူကတရားဥပဒေကိုလက်တလုံးချလုပ်ပြီးတော့လက်ပေးလက်ယူတာတွေနဲ့စီးပွားရေးကိုတိုးတက်တိုးတက်အောင်ကြိုးပမ်းခဲ့တာဖြစ်ပြီးအပေါ်ရန်ကတော့လူကြီးလူကောင်းတူအနေနဲ့ငွေကိုအတိုင်းအဆမရှိလှူဒန်းခြင်းနဲ့ Nashville မှာဘဏ္ဍပိတက္ကသိုလ်ကိုတည်ထောင်ခဲ့ပြီးတော့ ျက်နှာဖုံးအတုကိုဝတ်ဆင်ခဲ့ပါတယ်။ဒီအချိန်မှာ Cornelius ကကမ္ဘာပေါ်မှာအချမ်းသာဆုံးလူတူအဖြစ်ကိုရောက်ရှိလာခဲ့ပါပြီ။ Cornelius ကစီးပွားရေးလုပ်ပြီးဆိုရင်တာသမီတွေကစီမထားပဲနဲ့လုပ်တဲ့သူတူဖြစ်ပါတယ်။ Cornelius ရဲ့သမီးတူကသူ့ပိုင်ဆိုင်တဲ့အိမ်ကိုရောင်းချခဲ့ပြီးဖခင်ဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းမှာရင်းနှီးခဲ့ပါတယ်။ Cornelius ကသမီးဖြစ်သူရဲ့ရင်းနှီးငွေတွေကိုနှစ်ဆဖြစ်အောင်လုပ်ပေးခဲ့ပြီးမဲ့ဒီငွေတွေကိုပြန်လည်ပေးရခြင်းမရှိဘဲအပိုင်စီသွားခဲ့ပါတယ်။ Cornelius ရဲ့ကောင်းတဲ့အကျင့်ဆက်ကိုအမွေခံပြီးစိုးညစ်တဲ့အမွေစိုးကိုမြှုပ်ခဲ့သူကတော့သားဖြစ်သူ William Billy Pantabit ပါ။ ဝီလီယံဘီလင်းဘန်ဒါဘစ်ကတော့ဖေးအသွေးပါသူပြီးပြီးစီးပွားရေးကိုအမြင့်ကျက်ကျဲနဲ့လှုပ်ဆောင်နိုင်ခဲ့ပေမယ့်ဖေးဖြစ်သူရဲ့တရားမမျှတတဲ့စီးပွားရေးနည်းလမ်းတွေကိုမုန်တီးနေခဲ့ပါတယ်။ဒီအတွက်ကြောင့်ဘီလီကသူ့လက်ထက်မှာဘန်ဒါဘစ်မိသားစုရဲ့စီးပွားရေးလုပ်ငန်းလုပ်ပုံတွေကိုပြောင်းလဲပစ်ခဲ့ပါတယ်။ဘီလီကမိသားစုပိုင်းကုမ္ပဏီတွေရဲ့ရှယ်ယာတွေကိုရောင်းချပြီးတော့ငွေကြေးခံမှမှုရှိတဲ့အစိုးရငွေချင်းစာချုပ်တွေမှာရင်းနှီးမြှုပ်နှံလိုက်ပါတယ်။ တမတမတ်ကြကြနဲ့စီဝိုင်းအမြင်ဆန်းမှုတွေကြောင့်ရှင်းနစ်ကြမှာတော့ဘနာပစ်မိသားစုရဲ့ချမ်းသာကြွယ်ဝမှုတွေကဖခင်ဖြစ်သူကိုနီလီယက်စ်ရဲ့ပိုင်ဆိုင်မှုထက်နှစ်ဆတိတိရှိလာခဲ့ပါတယ်။ဘီလီကစီဝိုင်းထက်တားရီသမီးတွေကိုပုံမအလေးထားခဲ့ပြီးမိသားစုကိုထိတ်ဆုံးနေရာမှာထားခဲ့ပါတယ်။ဘီလီကပိုင်ဆိုင်မှုတွေကိုတားနှစ်ဦးစီကိုခွဲဝေပြီးတော့သူတို့မိသားစုဘလိုမျိုးစီဝိုင်းလုပ်ကြတယ်လဲဆိုတာကိုအောက်ခြေကနေစလို့အစအဆုံးတင်ကြားပေးခဲ့ပါတယ်။ဘီလီလက်ထက်မှာဘနာပစ်မိသားစုကုန်တရင်ကကြီးမားခဲ့ပြီးဖခင်ဖြစ်သူကိုနီလီယက်စ်ရဲ့နာမည်စိုးတွေကိုခြေဖြတ်နိုင်ခဲ့ပြီးတော့နယူးယောက်မြို့ရဲ့အထက်တန်းလွှာက မှာဘန်ဒဗစ်မိသားစုကနေရာယူလာခဲ့ပါတယ်။အခုလိုဘန်ဒဗစ်မိသားစုရဲ့ကြောင်းမှုတွေကအထွတ်ထိပ်ထိရောက်ခဲ့ပြီးမြန်မီသားစုဝင်တွေကငွေရှာဖို့ထက်သုံးဖို့ဖြုံးဖို့လောက်ပဲစိတ်ဝင်စားခဲ့ကြတာကြောင့် Cornelius ဘန်ဒဗစ်တီထောင်ခဲ့တဲ့ဘန်ဒဗစ် Empire ကတော့ကျဆုံးခဲ့ပါတယ်။ဒါပေမဲ့ Cornelius ရှောက်ပွေသမျအလဟတ်သက်တော်ဖြစ်မသွားခဲ့ပါဘူး။ဘာလို့လဲဆိုတော့သူရှာသမျှကသူကနေစဉ်သက်လာခဲ့တဲ့မျိုးဆက်တွေမှာမျိုးဆက်30မြောက်နဲ့40မြောက်မျိုးရိုးတွေကိုအကြီးအကျယ်သုံးဖြုံးစေနိုင်ခဲ့ပြီးတော့ဒီဘက်ခေ60မြောက်မျိုးကတော့ဟမ်မပြက်မိသားစုအမွေ ကိုထိန်းထားနိုင်တဲ့အထိအထောက်အကူပြုခဲ့ပါတယ်။ကေပရိသက်ကြီးတို့ရောအခုလိုအတိတ်ကာလမှာအမေရိကန်ပြည်ထောင်စုတစ်ခုလုံးထက်ပိုချမ်းသာခဲ့တဲ့မိသားစုကအချိန်တစ်ခုအရမှာတော့ပိုင်ဆံမှုနည်းနည်းပဲရှိတဲ့ဘဝကိုရောက်သွားတဲ့အထိပြောင်းလဲသွားဖို့ကိုဘယ်လိုများမြင်မိကြပါလဲ။